စကိုင်းတိုင်းဝက်လက်မြို့နယ်ရှေးမကားတိုင်းနယ်ဘက်ကဖအဖွဲ့ရဲ့ဂီချင်းငွေကောက်ခံမှုအပေါ်ဒေသခံပြည်သူတွေကဆန္ဒထုတ်ပေါ်ခဲ့ကြတယ်လို့ဝက်လက်မြို့နယ်ဒေသခံတွေစီကသိရပါဗျ။ဇွန်17ရက်နဲ့12ရက်တွေမှာရှေးမကားတိုင်းနယ်မင်းကုံလေးကြီးရွာနီးမှာဝက်လက်ဒေသခံ300ဝန်းကျင်ကဆန္ဒထုတ်ပေါ်ခဲ့တာဖြစ်ပြီးလက်ရှိအခုံကောက်ခံနှုန်းဟာညပြနေတာကြောင့်ရှော့ချကောက်ခံပြီးဖို့အခုလိုလှုပ်ဆောင်တာဖြစ်တယ်လို့ဆန္ဒပြမှုမှာပါဝင်သူတို့ကပြောပါတယ်ပထမတည်းကတော့မင်းတို့ကရောက်လာပြီးရေပေါ့ဗျာရောက်လာတဲ့နေသားရာသူတို့က ဖီတပီပါကိုတည်လို့ရှိရင်တထောင်ခွဲနှုတ်ောက်တယ်ဗျာကျွန်တော်တို့ဒီပြည်သူတွေအနေနဲ့ကသူဒီကျန်တဲ့ကြီးရွာတွေဖြတ်လို့ရှိရင်လည်းကြီးရွာလမ်းတွေကိုပြည်စည်းရဲ့အနေနဲ့အလှူတော်ငွေလေးတွေထည့်ခဲ့ရတယ်ဗျာသူတို့ကဒီတက်တက်မကြီးဘာမှမလုပ်ညာမလုပ်နဲ့ဒီလိုအခုငွေရတီတပီပါကိုတထောင်ခွဲနှုတ်သားပေါ်ဆယ်ပီပါပါလို့ရှိရင်တသိန်းခွဲဟိုစောက်တော့ကြကျွန်တော်တို့အနေနဲ့ကဟိုစိတ်အစင်းမပြေဘူးဗျဟိုစိတ်ကလည်းမငြိမ်မသက်တဲ့အထင်မှာ ီလိုအကုန်စီးဆင်းမှုကလည်းများနေတော့ကျွန်တော်တို့အနေနဲ့အဖြစ်အပျက်နဲ့ကြက်တဲမှုတွေဖြစ်လာတာဗျ။ဒါအပြင်ဂိတ်ဖွင့်အခွန်အများပြားကောက်ခံနေပေမဲ့အခွန်ရရှိငွေနဲ့ဒေတာပုံမျိုးမှုအတွေ့ပြန်လည်လှုပ်ဆောင်ပေးတာနေပါကြောင်းဆန္ဒပြသူတွေကပြောဆိုထားကလက်ရှိဆန္ဒပြမှုတွေအပေါ်ဝက်လံမြို့နယ်အဆင့်ပတ်သုံးလုံးအဖွဲ့ဝင်တွေလာရောက်ဖြည့်ရှင်းပေးနေပေမဲ့တိကျတဲ့အဖြေမထွက်သေးဘူးလို့ဆိုပါတယ်ဒေသခံတွေဆန္ဒပြနေမှုနဲ့ပတ်သက်ပြီးရှေးမကားတိုင်းနယ်ဘက်ကဖာကောင်းဆောင်ဘူရန်ကဝက်လံမြို့နယ်အတွင်းခရိုင်ချင်းဆက်လမ်းတွေမှာ ဘူရန်အဖွဲ့ရွှေဘူမန္တလေးလမ်းပိုင်းမှာဝက်လက်အခွန်တာဝန်ခံတီဦးမိုးကျော်တို့က NUG တက်မှတ်နှုံတာများအတိုင်းသာမြို့နယ်ပါအဖထုတ်ပေးတဲ့ပြည်စာနဲ့အခွန်ကောက်ခံတာဖြစ်တယ်လို့ပြောပါတယ်။ဟိုကျွန်တော်တို့ပြောချင်တာကတနင်္ဂနွေလုံးအတိုင်းအတာနဲ့မကြည်နဲ့တာဆိုရင်ကျွန်တော်ပြောတာကဟိုဝန်ကြီးဌာနအနေနဲ့နှုံတာကိုပြင်လို့ရတယ်ဗျာဟုတ်တယ်မလားတနင်္ဂနွေလုံးတိုင်းတိုင်းနဲ့မကြည်နဲ့တာဆိုပြင်လို့ရတယ်အခုကဝက်လက်မြို့နယ်ပေါက်ကန်တိုက်နယ်ညောင်မကြီးရောတက်ရွာထဲကဖြစ်တာဝက်လက်မြို့နယ်ပေါက်ကန်တိုက်နယ်ညောင်မကြီးရောတက်ရွာထဲကဆန္ဒပြတာ အဲအစလားပြဆိုတော့ဒါကကျွန်တော်တို့ကလုတ်ပြီးလို့ရတဲ့အနေသားမဟုတ်ဘူးကြီးကောက်ခံရရှိတဲ့အခွန်ငွေတွေအပေါ်ဖြန့်ခွဲသုံးစွဲမှုအခြေအနေတွေကိုလည်းဘိုးရိုင်းကအခုလိုရှင်းပြပါဗျာကျွန်တော်တို့ဒီငွေကြေးတရာအခွန်ကောက်လို့ရရင်ကျွန်တော်တို့မျိုးတွေဒီ၄၀ရာခိုင်နှုန်းရတယ်ကျန်တဲ့ဖြတ်သားမျိုးတွေကိုကျွန်တော်တို့က၂၀ရာခိုင်နှုန်းပြီးခွဲပေးရတယ်အကျွန်တော်တို့မျိုးတွေတခုတည်းအကုန်ရမှာအဲ့ဒီရခဲ့ဒီတဲ့ရဟန်းလုံးတွေအားဒီမှာကျွန်တော်တို့ကတရင်အသုံးစရိတ်ပကပအသုံးစရိတ်ပဖအသုံးစရိတ် နောက်တစ်ခုကသာသနာ၃ရက်ပတ်လဖ၃ရက်ကျွန်တော်အဲ့လိုအသုံးရ၃ရက်ဆိုပြီးကျွန်တော်တို့သူ့ရာဂိုင်းလုံးဆယ်ရာဂိုင်းလုံးဒီကျွန်တော်တို့ပြန်လဲခွဲဝေပြီးရတယ်ဆရာအဲနောက်တစ်ခုကကျွန်တော်တို့ကဘယ်မှမရောက်ဘူးကြီးကျွန်တော်ပြောတာကကျွန်တော်တို့ဝလမြို့နယ်ကအများဆုံးဒီလောက်ခံရတဲ့မြို့တော်လိုင်းမှာပတ်မှန်လို့လို့တာဝလမြို့မှာကျွန်တော်တို့ဘက်ကအမြဲအပတ်မှန်လို့စလို့တာကျွန်တော်ပြောချင်တာဟုတ်ပြီဒီလောက်ခံရတဲ့အိမ်ကြီးပြန်လဲတိဆောက်ရတာကျွန်တော်တို့ဘက်က ရောတိုင်းကြီးပေးတယ်ဝါးကြီးပေးတယ်ခိမ့်ဝက်ကြီးပေးတယ်နော်နောက်ကျတော့ခန်းသားကြီးပေးတယ်နောက်တစ်ခုထောက်ပံ့ကြီးကြီးပေးတယ်ကြာဆုံးရဲဘုံထောက်ပံ့ကြီးကြီးပေးတယ်ကျွန်တော်တို့ဘယ်ဟာကြီးနဲ့ပေးရလဲဒီခုံငွေကြီးနဲ့ပေးတာအဲ့တော့ဘယ်မှမစီစဉ်ဘူးဆိုတဲ့တကလုံးကကျွန်တော်တို့လောက်ရတယ်သူကကျွန်တော်လောက်ရတယ်သူကမမြင်တာလားမသိကျင်တာလားမသိတာလား